တ်ရှုနာစဉ်တမြတ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှာကြိုဆိုပါတယ်ဒီကနေ့ဖတ်ရှုနာစဉ်ရမယ်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့တရားဟောရာကျမ်းအခန်းကြီး24မှ29ဖြစ်ပါတယ်တရားဟောရာကျမ်းအခန်းကြီး24တစုံတယောက်သောသူသည်မယားနှင့်ထိမ်းများ၍ဆက်ဆံပြီးမှတဖန်အပြစ်တင်စရာအကြောင်းရှိသောကြောင့်စိတ်ပွတ်လီဖြက်စာကိုရေး၍သူ၌အပ်ပေးသဖြင့် လွတ်လိုက်ရမည်ထိုမိမ့်မသည် လင်းအိမ်မှထွက်သွားသောနောက်အခြားသောသူ၏မယားဖြစ်ရသောအခွင့်ရှိ၏နောက်နေသောလင်းသည်လည်းသူ့ကိုမုံးလျင်ဖြက်စာကိုရေး၍သူ၌အသဖြင့်လွတ်လိုက်သည်ဖြစ်စေထိုလင်းသေးသည်ဖြစ်စေအရင်လွတ်လိုက်သောလင်းဟောင်းသည်ညဉ့်ညူးချင်းရှိသောထိုမိမ့်မကို နောက်တဖန်မသိမ်းရသာဝရဖျားရှိတော်၌ဆက်ဆုပ်ဖွယ်သော အမှုဖြစ်၏ တင်းဖျားသခင်ထာဝရဖျားသည်တင်းအမွေခံစရာဖို့ပေးတော်မူသောပြည်၌အပြစ်မရောက်စေရာအိမ်တော်ဘက်ပြုစားရှိတော်သူသည်စစ်တိုက်မသွားရမင်းအမှုကိုမဆောင်ရတနေ့ပတ်လုံးကိုအိမ်၌အလွတ်နေ၍မယားကိုကြွေးမွေးပြုစုရမည်ကျိတ်ဆုံအပေါ်ကြောက်ပြားကိုဖြစ်စေအောက်ကြောက်ပြားကိုဖြစ်စေအဘယ်သူမျှအပေါင်မယူရထို့သို့ယူလျှင် သူ့သက်ကိုအပောင်ယူသူနှင့်တွေ့လူသည်မိမိအမျိုးသားချင်းဖြစ်သောဣသေလအမျိုးသားကိုခိုး၍ကျွံရာ၌ထားသည်ဖြစ်စေ ရောင်းသည်ဖြစ်စေထိုတခိုးကိုတွေ့မိလျင်အသေးတက်ရမည်တင်တို့သည်ဒူးဆိုင်ပြစ်ကိုထိုတို့ပယ်ရှားရကြမည်နူနာဘေးရောက်သောအခါလေဝိသားယေပရောဟိတ်တို့တွင်တင်သည်။အတိုင်းတတိပြု၍စေစေဆောက်ရှောက်လော့ သူတို့ကိုငါမှထားသည့်အတိုင်းကျင့်ဆောင်ကြလော့တင်တို့သည်အဂုတုပြည်မှထွက်၍ခရီးသွားကြစဉ်တွင်တင်တို့၏ဖျားသခင်သာဝရဖျားသည်မီရီအန်၌ပြုတော်မူသော အမှုကိုအောက်မေ့ကြလော့တင်သည် အမျိုးသားချင်း၌တစုံတစ်ခုကို ချင်းကားလျင်အပေါင်ထားသောဥစ္စာကိုယူခြင်းကသူ့အိမ်ထဲသို့မဝင်ရတင်သည်အိမ်ပြင်မှရက်နေ၍ထိုသူသည် အပေါင်ထားသော ဥစ္စာကိုသင်ရှိရာအိမ်ပြင်သို့ဆောင်ခဲ့ရမည်ထိုသူသည်ဆင်းရဲလျင်ပောင်၍ထားသောဥစ္စာကို ပြန်မအပ်ပဲညကိုမလွန်စေရ သူသည်မိမိအဝတ်ကိုဝတ်ချုံရက်အိပ်ပျော်၍တင့်ကိုကောင်းကြီးပေးမိကြောင်းသူပောင်၍ထားသောဥစ္စာကို နေဝင်လျင်ဆက်ဆက်ပြန်အပ်ရမည်ထိုသို့ပြုသောအမှုသည်တင်းဖျားခင်သာဝရဖျားရှိတော်၌ဖြောက်မတ်သောအမှုဖြစ်လိမ့်မည် အမျိုးသားချင်းဖြစ်စေတင့်နေရာမြို့ရွာတို့၌တဲခိုသော တပါအမျိုးသားဖြစ်စေဆင်းရဲငတ်မှုသောသူငါကိုမငင်းစေရ နေ့စဉ်မပြတ်သူအခကိုပေးရမည်မပေးဘဲနေမဝင်စေနှင့်သူသည်ဆင်းရဲသောကြောင့်ရထိုက်သောအခကိုလည်းစိတ်ဆွဲလန်းလျက်ရှိလိမ့်မည်မပေးဘဲနေလျှင်သူသည်တင့်ကိုအပြစ်တင်၍သာဝရဖျားကိုအော်ဟစ်သဖြင့် သင်၌အပြည့်ရောက်မည်ဟုဆိုရင်းเสียရှိ၏အဘသည်သား၏အပြည့်ကြောင့်၎င်းသားသည်အဘ၏အပြည့်ကြောင့်၎င်းအသေးမခံရလူတိုင်းမိမိအပြည့်ကြောင့်သာအသေးခံရမည်တရားရှာတွေ့ခြင်းအမှုမှာတပါးအမျိုးသားနှင့်မိဘမရှိသောသူကိုအရှုံးမပေးရမုတ်ဆိုးမအဝတ်ကိုအပေါင်းမယူရသင်သည်အဂုတုပြည်၌ကျွန်ခံခဲ့မှုကြောင့်ကို၎င်း သင်ဤဖျားသခင်သာဝရဖျားသည်တင့်ကိုထိုပြီမှရွေးနှုတ်တော်မူကြောင်းကို၎င်းအောက်မေ့ရမည်ထိုကြောင့်ဤပညတ်ကိုငါထား၏တင်းသည် ကိုလေ၌အတိအနံကိုရိတ်သောအခါမင်းလျော့သော ကောက်လိုင်းကိုပြန်၍မယူရတင်းပြုလီရာရာ၌တင်ဤဖျားသခင်သာဝရဖျားသည်တင့်ကိုကောင်းကြီးပေးတော်မူမည်ကြောင်းထိုကောက်လိုင်းကိုတပါအမျိုးသားမိဘမရှိသောသူ မုတ်ဆိုးမဖို့ထားရမည်တင်ဤတန်လွင်သည်ကိုရိုက်ချွေသောအခါကြံကျင်းသောအသီးကို ပြန်၍မရိုက်ချွေရတပါမျိုးသားမိဘမရှိသောသူမုတ်ဆိုးမဖို့ထားရမည်တင်ဤဇပြည့်ဥယျာဉ်၌ဇပြည့်သီးကိုဆုယူသောအခါပြန်၍ကောက်သိန်းချင်းကို မပြုရကြံကျင်းသောအသီးသည်တပါမျိုးသားမိဘမရှိသောသူမုတ်ဆိုးမဖို့ဖြစ်ရမည် သင်သည်အဂတုပြည်၌ကျွန်ခံခဲ့ဘူးကြောင့်ကိုအောက်မေ့ရမည်ထို့ကြောင့်ဤပညာကိုငါထား၏တရားဟောရာကျမ်းခန်းကြီး25လူချင်းအမှုရှိ၍မင်းထံ၌အစီရင်ခံလျက်မင်းရှိမှတရားတွေ့ကြသောအခါဖြောက်မတ်သောသူကို အပြစ်လွတ်စေခြင်းက၎င်းဆိုသောသူကို အရှုံးခံစေခြင်းက၎င်းစီရင်ရမည်ဆိုသောသူသည်အယိုက်ခံထိုက်လျင် တရားသူကြီးသည် ကိုမျက်မှောက်၌သူ့ကိုချ၍အပြစ်နှင့်အလျောက်ညီမြသောဒဏ်ချက်ဖြင့်ရိုက်စေရမည်သို့တော်လည်းဒဏ်ချက်40ထက်မလွန်စေရလွန်၍များစွာသောဒဏ်ချက်ဖြင့်ရိုက်လျင်သင်၏အမျိုးသားချင်းသည်ယုံညံ့သောသူဖြစ်ဟန်ရှိမည်ဟုစိုးရိမ်စရာရှိ၏စဘာနေနေသောနှွားဤနှုတ်ကို မချုပ်ကြည့်ရ အတူနေသောညီအကိုတို့တွင်တစုံတယောက်သောသူသည်သားမရှိဘဲတည်လျင်တည်သောသူဤမရသည် အခြားတပါးသော လူစိမ့်နှင့်ဆုံဖက်ချင်းကိုမပြုရသူဤလင်ညီသည် သူ့ကိုတင်းယူဆက်ဆံ၍မရီး၌ပြုအပ်သောဝတ်ကို ပြုရမည်ဤတေလာမျိုး၌အကိုအမိကိုမပြောက်စေခြင်းကအူဖွာသောသားသည်တေသောဗကြီးဤ အရိုက်အရာကိုခံရမည်ညီသည် အကိုမယားကိုမယူလိုလျင်မိမသည် အသက်ကြီးသူတို့ရှိရာမြို့တကားဝသို့သွား၍ကျုံမဤလင်ညီသည်အကိုအမိကိုဤသေးလာအမျိုး၌မတည်စေလိုပါ သူပြုတ်အပ်သောဝတ်ကို မပြုတ်လိုပါဟုရှောက်လျင် မြို့၌အသက်ကြီးသူတို့သည်ထိုသူကိုခေါ်၍မေးမြန်းရကြမည်သူကလည်း ထိုမိမကို အကျွန်ုပ်မယူလိုပါဟုဆို၍ခိုင်းမာစွာနေလျင်သူဤမကြီးသည် အသက်ကြီးသူတို့ရှေ့မှသူအပားသို့ချီး၍သူဤခြေနှင်းကို ချွတ်လျက်သူဤမျက်နှာ၌တတွေးထွေးလျက်မိမိအကိုအိမ်ကို မဆောက်လိုသော သူ၌ဤသို့ပြုတင်သည်ဟု သူအားပြန်ပြောရမည်။နောက်မှ ထိုသူကိုခြေနှင်းချွတ်ရသော အမျိုးဟု၍ ဣသေလအမျိုး၌ခေါ်ဝေါ်သမုတ်ရမည်လူချင်းခိုက်ရန်ပြုကြစဉ်တွင်တယောက်သောသူဤမရသည် အပားသို့ချင်း၍မိမိလင်ကိုကူညီလိုသောငါခိုက်ရန်ပြုသောသူဤယောက်ျားတန်စာကိုကင်ဆွဲမိလျင်ထိုမိမလက်ကိုဖျက်ရမည်သင်ဤမျက်စိသည် သူ့ကိုမတနာရသင်အိမ်၌ကြီးသောအလေးငယ်သောအလေးဒီဟုသော ခြားနာသောအလေးကိုမရှိစေရသင်အိမ်၌ခြားနာသောခြင်းစရာတန်စာအကြီးငယ်ကိုမရှိစေရသင်ဖျားသခင်ထာဝရဖျားပြီးတော်မူသောပြည်၌သင်အသက်တာရှည်မိအကြောင်းမံကန်သောအလေးမံကန်သောခြင်းစရာတန်စာများကိုသာသုံးရမည်အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအပေါင်းတို့နှင့်မတရားသဖြင့်ပြုသောသူအပေါင်းတို့ကို သင်ဘုရားသခင်ထာဝရဘုရားဆက်စုပ်ယုံရှာတော်မူ၏။သင်သည်အေဂုတုပြည်မှထွက်၍ခရီးသွားသောအခါသင်သည် အာကုံ၍မောလျက်နေစဉ်တွင်သင်နောက်၌လိုက်တော်သူ အာနေတော်သူတို့ကို အာမလက်အမျိုးသားတို့သည်လမ်း၌စီးကျို၍လောက်ကြံကြောင်းကို၎င်းဘုရားသခင်ကိုမကြောက်ရွံ့ကြောင်းကို၎င်းအောက်မိလော့သို့ဖြစ်၍သင်ဤဘုရားသခင်ထာဝရဘုရားသည် တင့်အမွေခံစရာဖို့အပိုင်ပေးတော်မူသောပြည်၌တင့်ပက်လယ်၌နေသောရန်သူအပေါင်းတို့ဤလက်မှကယ်လွတ်၍ချမ်းသာပေးတော်မူသောအခါအာမလက်အမျိုးကိုအောင်းမေးစရာမရှိစေခြင်းကကောင်းကင်အောက်၌တုတ်တင်ဖယ်ရှင်းရမည်ထိုအမှုကိုမမေ့မလျော့ရတရားဟောရာကျမ်းအခန်းကြီး26တင်းဖျားသခင်ထာဝရဖျားသည်တင်းအမွေခံစရာဖို့ ပေးတော်မူသောပြည်သို့တင်းဒီဝင်စား၍နေသောအခါတင်းဤဖျားသခင်ထာဝရဖျားပေးတော်မူသောပြည်၌အဦးတီးသောအသီးအမျိုးမျိုးကိုယူ၍ချင်းတောင်း၌ထည့်ပြီးမှတင်းဤဖျားသခင်ထာဝရဖျားဤနာမတော်တည်စီရာဖို့ရွေးကောက်တော်မူသောအရက်သို့သွား၍ထိုကာလ၌ယေဘရဟိတ်လို့သောဒုထံသို့ချင်းလျက်ထာဝရဖျားသည်ငါအားပေးခြင်းက ဘိုးဘေးတို့အားကျိန်ဆူတော်မူသောပြည်သို့အကျွန်ုပ်ရောက်ပါပြီဟုကိုရောဤဖျားသခင်ထာဝရဖျားအားယနေ့အကျွန်ုပ်ဝန်ခံပါသည်ဟုယေဘရဟိတ်အားပြောဆိုရမည်ယေဘရဟိတ်သည်လည်းချင်းတောင်းကိုတင်းလက်မှယူ၍တင်းဤဖျားသခင်ထာဝရဖျားဤယေပလင်ရှိမှချထားရမည်တင်းကလည်းအယက်ယက်သို့လက်လေသောရှုရိအမျိုးသားသည်အကျွန်ုပ်အပဖြစ်ပါ၏ သူသည်အဂုတုပြည်သို့သွား၍လူအ ਨੇ ငယ်နေတကွတဲခိုစဉ်တွင်ကြီးမားများပြသော လူမျိုးဖြစ်ပါ၏အဂုတုလူတို့သည်အကျွန်ုပ်တို့ကိုညင်းဆဲနှိပ်ဆက်၍ကြက်တဲစွာကျုံခံစေကြ၏ဘိုးဘီတို့ကိုးကွယ်သောဖျားသခင်ထာဝရဖျားကိုအော်ဟစ်၍ရှောက်ကြသောအခါထာဝရဖျားသည်နားထောင်တော်မူသည်ဖြင့်အကျွန်ုပ်တို့ခံရသောညင်းဆဲနှိပ်ဆက်ခြင်း ပင်ပန်းခြင်းတို့ကို ကြည့်ရှုတော်မူ၏ထိုအခါသာဝရဖျားသည်တကိုးကြည့်သောလက်ယုံတော်ကိုဆန့်၍ကြောက်မက်ဖွယ်သောနမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ဖြင့်အကျွန်ုပ်တို့ကိုအေဂဒုပြည်မှနှုတ်ပြီးလျင်နို့နှင့်ပြားရည်စီသောဤပြည်သို့ပို့ဆောင်၍ပေးသနာတော်မူ၏ယခုမှအိုသာဝရဖျားကိုရောပေးသနာတော်မူသောပြည်၌ အဦးသီးသောအသီးကို အကျွန်ုပ်ဆောင်ခဲ့ပါပြီဟုတင်းဤဖျားသခင်ထာဝရဖျားအားလျှောက်ဆိုလျက်ထိုအသီးကိုတင်းဤဖျားသခင်ထာဝရဖျားရှေ့တော်၌ထားရမည်ရှေ့တော်၌လည်းကိုးကွယ်ခြင်းကို ပြုရမည်တင်းဤဖျားသခင်ထာဝရဖျားသည်တင်းနှင့်တင်းဤအိမ်သူအိမ်သားတို့အားပြုတော်မူသည်မြသောဂျေဇု၌တင်းသည်တင်းနှင့်အတူတဲခိုသောလေဝိသားမှစ၍တပါးမျိုးသားတို့နှင့်တကား ပျော်မွေ့ခြင်းကို ပြုရမည်သုံးနှစ်တွင်ဆယ်ဖို့တဖို့ပေးရသောတတိယနှစ်ရောက်သောအခါအစည်းအဝါရှိသမျှတို့ကိုဆယ်ဖို့တဖို့ကောက်ယူ၍လေဝိသားတပါမျိုးသားမိဘမရှိသောသူ မုတ်ဆိုးမတို့ကိုတင်းနေရမျိုးများ၌ဝါစာကျွေးမွေးပြီးမှတင်းဖျားသခင်သာဝရဖျားအားကိုတော်သည် အကျွန်ုပ်ကို မာထားတော်မူသည်အတိုင်းတန်ရှင်သောဥစ္စာတို့ကိုအိမ်မထုတ်၍လေဝိသားတပါမျိုးသားမိဘမရှိသောသူ မုတ်ဆိုးမတို့အားပေးပါပြီပညာတော်တို့ကို မလွန်ကျူးမမိလျော့ပါမတာမှုကိုဆောင်စဉ်အခါထိုဥစ္စာကိုအကျွန်ုပ်မစားပါမစင်ကြဲသောအသုံးဆောင်အဖို့အနှဲငယ်ကိုမျှမယူပါတေသောသူတို့အဖို့ အနှဲငယ်ကိုမြမပေးပါ အကျွန်ုပ်ဖျားသခင်ထာဝရဖျားဤစကားတော်ကို နားထောင်ပါပြီကိုတော်မှာထားတော်မူသည်မြအတိုင်းပြုပါပြီကိုတော်ဤတန်ရှင်သောနေရာကောင်းကင်ဘုံမှငုတ်ကြည့်၍ကိုတော်ဤလူဤသေးလာအမျိုးကို၎င်းဘိုးဘီတို့အားကျိန်ဆိုတော်မူသည့်အတိုင်းအကျွန်ုပ်တို့အားပေးတော်မူသောပြည် နို့နှစ်ပြားရီစီးသောပြည်ကို၎င်းကောင်းကြီးပေးတော်မူပါဟုလျှောက်ဆိုရမည်ယခုစီရင်ထုံးဖွဲ့သည်။အတိုင်းကျင့်ရမည်ဟုတင်းဖျားသခင်သာဝရဖျားမာထတော်မူသည်ဖြစ်၍စိတ်နှလုံးအကျွင်းမဲ့ကျင့်ဆောင်ရမည်သာဝရဖျားသည်တင်းဖျားသခင်ဖြစ်တော်မူသည်ဟု၍၎င်းလမ်းတော်သို့လိုက်ပါမည်စီရင်ထုံးဖွဲ့တော်မူသောပြည့်ညက်တရားတော်ကိုစောက်ရှောက်ပါမည် စကားတော်ကိုနားထောင်ပါမည်ဟု၍၎င်းယနေ့တင်သည်ဝန်ခံပြီထာဝရဖျားသည်လည်းဂတိထားတော်မူသည်အတိုင်းတင်သည်ပြညတ်တော်အလုံးစုံတို့ကိုစောက်ရှောက်စေခြင်းကအထူးသဖြင့်ကိုတော်ဤလူမျိုး ဖြစ်သည်ဟု၍၎င်းဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက်တင်ဤဂုံတရေကြော်သောကိဋ္ဌိကိုလွန်ကဲစေတော်မူမည်ဟု၍၎င်းဂတိတော်ရှိသည့်အတိုင်း သင်ဤဖျားသခင်ထာဝရဖျားအဖို့တန်ရှင်းသော လူမျိုးဖြစ်စေခြင်းက၎င်းယနေ့ဝန်ခံတော်မူပြီးဟုဣသေလအမျိုးသားတို့အားဟောပြောလေ၏တရားဟောရာကျမ်းအခန်းကြီး29တပံမောရှိသည်ဣသေလအမျိုး၌အသက်ကြီးသူတို့နှင့်တကားလူများတို့ကိုမာထားသည်ကယနေ့ငါထားသမျှသောပြည့်ညတ်တို့ကိုစောက်ရှောက်ကြလော့တင်သည်ယော်ဒန်မြစ်ကိုကူး၍ တင်းဖျားသခင်ထာဝရဖျားပြီးတော်မူသောပြည်သို့ရောက်သောအခါကြီးသောကြောက်တုကိုထူထောင်၍အင်္ဂဒီနှင့်မိုးမှန်ရမည်ဘိုးဘီတို့ကိုးကွယ်သောဖျားသခင်ထာဝရဖျားသည်ဂတိတော်ရှိသည့်အတိုင်းတင်းအားပြီးတော်မူသောပြည်နို့နှင့်ပြားရည်စီးသောပြည်သို့ ဝင်စားအံ့သောငါကူးသွားပြီးမှဤတရားစကားတော်အလုံးစုံတို့ကို ထိုကြောက်ပေါ်မှရေးထားရမည် ယော်ဒန်မြစ်ကိုကူးပြီးမှယနေ့ငါမှထားသောကြောက်တုကိုအေဗလတောင်ပေါ်မှထူထောင်၍အင်္ဂဒီနှင့်မိုးမှန်ရမည်။ထိုရက်၌လည်းသင်၏ဖျားသခင်သာဝရဖျားအဖို့ရစ်ပလင်ကိုကြောက်နှစ်တည်ရမည်။တန်တန်စာကိုမတုံးဆောင်ပဲမကွဲမပြတ်သော ကြောက်တုနှင့်ဒီရမည်။သင်၏ဖျားသခင်သာဝရဖျားအားမိရှုရာရစ်တို့ကို ထိုပလင်ပေါ်မှာ ပူဇော်ရမည်မိတ္တဟာယရစ်တို့ကိုလည်းပူဇော်၍ထိုရက်တွင်စားတောက်လျက်ရှေ့တော်၌ပျော်မွေ့ခြင်းကိုပြုရမည်ထိုကြောက်ပေါ်မှာဤတရားစကားတော်အလုံးစုံတို့ကိုတေချာစွာရေးထားရမည်ဟု ပြောဆိုကြ၏တပံမောရှိနှင့်ယိပရောဟိတ်များလေဝိသားများတို့က"အိုဣသေလမျိုးတတိနှင့်နားထောင်တော့ယနေ့တင်သည် သင်ဤဖျားသခင်ထာဝရဖျားဤလူမျိုးဖြစ်လေပြီသို့ဖြစ်၍သင်ဤဖျားသခင်ထာဝရဖျားဤစကားတော်ကိုနားထောင်ရမည်ယနေ့ငါတို့ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကိုကျင့်ရမည်ဟုဣသေလအမျိုးသားအပေါင်းတို့အားပြောဆိုကြ၏တဖန်မောရှိသည်ထိုနေ့၌လူများတို့ကိုမာထားသည်မှာတင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်လူများတို့အားကောင်းကြီးပေးခြင်းအလို့ငါဂေရဇိန်တောင်ပေါ်မှာရက်ရသောသူဟူမူကားရှိမောင်လေဝိယူဒအီတခာယောသက်ဗိန်ယမိန်ကြီးချိန်ချင်းအလို့ငါဧဘလတောင်ပေါ်မှာရက်ရသောသူဟူမူကားရုဘင်ဂတ်အာရှာဇာဘူးလုံးတန် နတလိတိထိုအခါလေဝိသားတို့သည်ကြီးသောအတန်နှင့်ဣတရေလမျိုးသားပေါင်းတို့အားဟစ်ကြော်ရသောစကားဟူမူကားထာဝရဖျားဆက်ဆုပ်ယုံရှာသောယာလက်သမားလက်နှင့်ထုလုပ်သောယုတ်ထုသွန်သောစင်းထုကိုလှုပ်၍မထင်ရှားသောအရ၌ထားသောသူသည်အမင်္ဂလာရှိသည်ဟုကြိမ်လျင်လူပေါင်းတို့ကအာမေဟုဝန်ခံရမည် မိဘကိုမထီမဲ့မြင်ပြုတော်သူသည် အာမင်္ဂလာရှိစေတည်းဟုကြိမ်သည်လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်အိမ်နီးချင်း၏မြေမတ်တိုင်ကိုရွှေ့တော်သူသည် အာမင်္ဂလာရှိစေတည်းဟုကြိမ်လျင်လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်မျက်စိမမြင်တော်သူကိုလမ်းလွဲစေတော်သူသည်အာမင်္ဂလာရှိစေတည်းဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်တရားတွေ့ခြင်းအမှုမှာတပါးမျိုးသားမိဘမရှိသောသူ မုတ်ဆိုးမကို မတရားသဖြင့်အရှုံးပေးသောသူသည်အမင်္ဂလာရှိစေသည်ဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်အဘနှစ်သာဆိုင်သောအဘဤမယားနှင့်ပေါင်းဖော်သောသူသည်အမင်္ဂလာရှိစေသည်ဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်။တိရိစ္ဆာန်တစုံတမျိုးနှင့်ပေါင်းဖော်သောသူသည်အမင်္ဂလာရှိစေသည်ဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်။အဘဤသမီးအမီဤသမီးသည်ဟုသောမိမိအမနမနှင့်ပေါင်းဖော်သောသူသည်အမင်္ဂလာရှိစေသည်ဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်။ မယားဤအမိနှင့်ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေတည်းဟုကြိမ်လျင်လူပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်အိမ်နီးချင်းကို မထင်မရှားရိုက်တော်သူသည် အမင်္ဂလာရှိစေတည်းဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်အပြည့်မရှိသောသူ၏အသက်ကိုတတ်ခြင်းကအခကိုယူတော်သူသည်အမင်္ဂလာရှိစေတည်းဟုကြိမ်လျင် လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်ဤပညာတရားစကားတို့ကိုအမြဲမကျင့်တော်သူသည်အမင်္ဂလာရှိစေတည်းဟုကြိမ်သည်လူပေါင်းတို့ကအာမင်ဟုဝန်ခံရကြမည်ယနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့တရားဟောရာကျမ်းအခန်းကြီး24မှ29အထိဖြစ်ပါတယ်ဈာနာယတုပေါင်းဘုရားသခင်ကောင်းချီးပေးပါစေ။